အားလုံးပဲမင်္ဂလာပါရှင်။ဘာမခိတိတရင်ဌာနကနေအော်တိုဘာလ22ရက်နေ့စိတ်ဝင်စားပွဲထိတ်တန့်ရောက်တဲ့တင်များကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်တင်ကားတော့တန့်စင်မျိုးနယ်တွင်စစ်တပ်စစ်ကြောင်းကိုဂျားဖြတ်တိုက်ခိုက်မှုတွင်စစ်သား17ဦးသေဆုံးပြီးစစ်ကြောင်းကစုခွာထွက်ပြေးသွားတယ်ဆိုတဲ့တင်ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ စကိုင်းတိုင်းတန့်စင်မြို့နယ်တွင်အကြံဖက်စစ်တပ်စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ခဲ့ရာစစ်သားစစ်တပ်ဦးနေရာတွင်ပွဲချင်းပြီးတိုက်ဆုံခဲ့ကြောင်းဖြီသူကောက်ွက်ရဲ့အဖွဲ့ရေဦးမြို့နယ်ပကဖတောင်ဝင်ကန်ကသတင်းဌာနကိုပြောကြားပါရယ်ရမနီအော်တိုဘာလ20ရက်နေ့နနက်9:30မိနစ်ခန့်အချိန်တန့်စင်မြို့နယ်အတောကြီးရွာမှကံပလူမြို့နယ်ကာဘိုးဘတ်သို့ပြန်လည်ဆုတ်ခွာနေသောအကြံဖက်စစ်တပ်စစ်ကြောင်းကိုတော်လန်ရေးတပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းအဆိုပါစစ်တပ်စစ်ကြောင်းကိုတော်လန်ရေးတပ်ဖွဲ့များကစူပောင်း၍တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါရယ် စစ်ခွေးဆက်တကောင်တည်တယ်လို့သိရပါတယ်စစ်ခွေးဆက်တကောင်ကတော့နေရာတွင်ဖွဲချင်းပြီးတည်ဆုံးခဲ့ပါတယ်စစ်ခွေးအရှင်ဖမ်းမိတာမျိုးမရှိပါဘူးကျွန်တော်တို့ရဲဘော်တွေအထူးကမ်းရှိပြန်လည်ဆုတ်ခွာနေခဲ့ပါတယ်ဟုပြည်သူ့ကာကွယ်ရေးအဖွဲ့ရေဦးမြို့နယ်ပကဖထောင်ဝင်ခံကပြောဆိုပါတယ်တန်ဆယ်မြို့နယ်ပကဖတပ်ဖွဲ့ဤသတင်းထုတ်ပြန်ချက်တွင်မူဂျမနီအော်တိုဘာလ20ရက်နေ့နနက်9:30မိနစ်အချိန်တန်ဆယ်နယ်အရှိချမ်းတွင်စစ်တပ်စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းအဆိုပါစစ်ကြောင်းမှအတော်ရွာမှကာဘူးကျေးရွာဘက်သို့ပြန်လည်ဆုတ်ခွာလာစဉ် ကာကိုတရာအနီးတွင်ဂျားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းစစ်တပ်ဘက်မှတပ်ဖွဲ့ဝင်5ဦးသေဆုံးပြီး12ဦးထဏ်ရာရရှိပြီးစစ်သားများထွက်ပြေးသွားကြောင်းအလောင်းများနှင့်ထဏ်ရာရစစ်သားများကိုရှမန်နေမွန်တက်12နာရီကျော်အချိန်ကားများဖြင့်တည်ယူသွားကြောင်းသိရပါသည်တိုက်ပွဲအတွင်းမှာတော့စစ်ခွေးနဲ့ပြူခွေး9កောင်ကတော့ဖွဲ့ချင်းပြီးတည်ဆုံပါတယ်တိုက်ပွဲဖြစ်ပြီးမိုးလဲပိုင်းလောက်မှာတော့စစ်ခွေးတွေအင်အားအများပြားနဲ့ထပ်မံရောက်ရှိလာပြီးစစ်ခွေးအလောင်းနဲ့ဒဏ်ရာရတဲ့စစ်ခွေးတွေကိုကားနဲ့လာတည်သွားတယ်လို့သိရတယ် ကျွန်တော်တို့လက်နက်တွေတော့သိမ်းဆည်းရမိတာမရှိပါဘူးဟုတန်ဆယ်မျိုးနဲ့ပကဖာမှတာဝန်ရှိသူကပြောဆိုပါတယ်။အဆိုပါစစ်စင်ရေးတိုက်ပွဲအောင်တန်ဆယ်မျိုးနဲ့ပကဖာရွှေဘိုခရိုင်အမှတ်52ပြူဟာတရင် PLA ပေါ်ဦးစစ်ကြောင်းရေဦးမျိုးနဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့ရေဦးပကဖာလက်ယုံတပ်ဖွဲ့တို့ကဖူးပေါင်းတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ဆက်လက်ပြီးတထုံတွင်ဘုံမူစံဝင်းအောင်နှင့်ခရိုင်ရဲမှုဒူရဲမှုကြီးညင်းနိုင်သူပူပေါင်းရင်းလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးပြီး လူငယ်တအူးလျင်350ဖြင့်ငွေညှစ်ပြန်ရွေးခိုင်းငွေကြေးမတတ်နိုင်သူများကိုစစ်မှုရန်တင်နန်းချောင်းပို့ဆောင်နေဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။မွန်ပြည်နယ်တထုံမြို့နယ်တွင်မြို့နယ်စီမံကောင်စီဝင်ဖို့မှုစံဝင်းအောင်နဲ့ခရရဲမှုတူရဲမှုကြီးမြင့်နိုင်တို့ပူးပေါင်း၍လူငယ်များကိုပေါ်တာဆွဲဖမ်းဆီးပြီးလူငယ်တအူးလျင်350ဖြင့်ပြန်ရွေးခိုင်းနေကြောင်းဖမ်းဆီးခံရသောလူငယ်တချို့၏မိဘဆွေမျိုးများကတဲ့ရင်ဌာနကိုပြောကြားပါတယ်။ တထုံမြို့နယ်တွင်ဖြူစော်တီစစ်တပ်နှင့်ရဲများကလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးမှုများကိုနေရောညပါတိုးမြှင့်လှုပ်ဆောင်လာကြောင်းဖမ်းဆီးရရှိသောလူငယ်များကိုပြန်လည်ရွေးယူမည်ဆိုပါကတထုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်တဘူမူဆန်းဝင်းအောင်နှင့်တထုံခရိုင်ရဲမှုဒုတိယရဲမှုကြီးမြင့်နိုင်တို့ထံတွင်တွားရောက်ရွေးယူရကြောင်းမွေကြီးမတက်နိုင်၍မရွေးနိုင်သူများကိုစစ်တင်နှံချောင်းတို့ဓာတ်ရိုက်ဖို့ဆောင်နေကြောင်းသိရပါတယ်။တထုံမှာနေရောညပါလူငယ်တွေတော်တော်များများပေါ်တာအဆွဲခံနေရတယ်။အိမ်ပေါ်အထိပါအစည်းအဝေးဆိုပြီးပေါ်တာတက်ဆွဲတော့ ဖန်စီခံရပြီးရင်၃ရက်နဲ့၅ရက်အတွင်းငွေနဲ့ရွေးခိုင်းနေလူငယ်တအူးကိုသိန်း90နဲ့ရွေးရပါတယ်သူတို့စောင်းတဲ့ရက်မှမရွေးနိုင်ရင်တော့တခါလေစစ်မှုရန်တင်တန်းချောင်းကိုပို့ပါတယ်ဟုတထုံမျိုးနဲ့မှတော်လန်ရေးခင်းထောက်လဲဖြစ်တက်ကြွလှုပ်ရှားသူလဲဖြစ်သူပြည်သူတအူးကပြောဆိုပါတယ်တထုံမျိုးနဲ့တွင်ဗိုလ်မှူးစံဝင်အောင် DSA 48နဲ့တထုံခရိုင်ရှဲမှုဒူရဲမှုကြီးမြင့်နိုင်လို့မှနှစ်များစွာကြာမြင့်နေပြီဖြစ်ပြီးငွေကြေးတက်နိုင်သောပြည်သူများနှင့်လုပ်ငန်းရှင်များ၏နေအိမ်များလူငယ်တူသားများကိုလည်းသိရှိကြောင်း ထို့ကြောင့်ငွေကြေးတက်နိုင်သူများကိုပြစ်မှတ်ထားဖမ်းဆီးငွေညှစ်မှုများမကြာခဏဆိုသလိုလှုံ့ဆော်နေကြောင်းသိရပါတယ်။ဘုံမူဆန်းဝင်းအောင်လက်အောက်ကဖြူစောတီခေါ်မလားပြည်သူစစ်ခေါ်မလားအဲ့ဒီကောင်တွေကအရန်ရိုင်းဆိုင်နေညတိုင်းကင်းလှည့်ပြီးလမ်းမှာတွေ့ရလူကြီးတွေရောအသက်မပြည့်သေးတဲ့လူငယ်တွေကိုရောဆဲဆိုရိုက်နှက်တယ်။စစ်မှုထမ်းအကျုံးဝင်ရင်တော့တခါတည်းဖမ်းဆီးပြီးပေါ်တာဆွဲတယ်ဟုတထုံဒေတာသတင်းရှင်းမြစ်ကပြောဆိုပါတယ်။ မကြသေးမီကတထုံမျိုးပေါ်တွင်ပေါ်တာဆွဲဖန်စီခံလိုက်ရသောလူငယ်တဦး၏ဆွေမျိုးတဦးက30ပြည့်မရွေးနိုင်သဖြင့်ဘာဖြစ်သူကိုစစ်မှုရန်အပတ်စဉ်18သို့စစ်တပ်ကပို့ဆောင်လိုက်ကြောင်းသိရပါသည်ဖန်နာကဆိုင်ကယ်စီးတာအုတ်ထုတ်မဆောင်လို့ဆိုပြီးဖမ်းသွားတော့ဖမ်းပြီးတော့30နဲ့လာရွေးခိုင်းနေဆိုင်ကယ်စီးလို့အုတ်ထုတ်မဆောင်တာ30ဆိုတော့ဘယ်လိုရွေးမလဲမရွေးနိုင်တော့အော်တိုဘာလ17ရက်နေ့မှာစစ်မှုရန်အပတ်စဉ်18ကိုအဖို့ခံလိုက်ရပါတယ်ဟုဖန်စီခန့်လူငယ်ဤဆွေမျိုးကရှင်းပြပါတယ် တထုံမျိုးနယ်တွင်လှဆင်စစ်မှုရန်အဖြစ်လူငယ်150နှင့်300အကြာဖမ်းဆီးခံရပြီးစစ်မှုရန်အဖြစ်ပို့ဆောင်ခံရကြောင်းတထုံမျိုး၏ကင်းထောက်ဖွဲ့များချမ်းမှသိရပါသည်ဆလဘီရင်းမြို့နယ်အာယုတောင်ကျေးရွာတွင်တက်ဆွဲထားသောစစ်တပ်မှစစ်သားတအူတော်လန်ရေးတပ်ဖွဲ့များ၏သတင်းကိုလာရောက်ထောက်လန်းစဉ်ရေဘလူးအဖွဲ့ကအရှင်ဖမ်းမိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ် မွန်ပြည်နယ်ရေမြို့နယ်အာယုတောင်ကျေးရွာတွင်တက်ဆွဲထားသောအကြမ်းဖက်စစ်တပ်မှစစ်သားတအုပ်သည်ဒေါ်လန်ရီတပ်ဖွဲ့များ၏တရင်ကိုလာရောက်ထောက်လန်းစဉ်အရှင်ဖမ်းမိခဲ့ကြောင်းရေဘလူးတရင်မှတာဝန်ရှိသူတို့ကတရင်ဌာနကိုပြောပါရယနေ့အောက်တိုဘာလ20ရက်နေ့တွင်ရေမြို့နယ်အာယုတောင်ကျေးရွာရှိပြူစောတီကောင်းဆောင်လင်းဦးဤလက်အောက်ခံရုံပိုင်းဆိုင်ရာတာဝန်ထမ်းဆောင်နေသောစစ်သားတအုပ်ဖြစ်သူမျိုးစော့ကိုရေဘလူးတရင်ကအရှင်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်းသိရပါရယ် အဆိုပါအကြံဖတ်စစ်သားမျိုးစော်သည်ဒေါ်လန်ရေးတပ်ဖွဲ့များ၏တရင်များကိုလာရောက်ဆုံဆန်းထောက်လန်းခြင်းကြောင့်လက်နက်ယူဆောင်လာခြင်းမရှိကြောင်း၎င်းကိုစစ်ဆေးမြင့်မြတ်မှုများဆက်လက်လှုပ်ဆောင်ပြီးအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရပါတယ်။လက်နက်တော့ပါမလာဘူးတရင်လာထောက်တဲ့ပုံစံမျိုးနဲ့ကျွန်တော်တို့ဖမ်းဆီးရမိတယ်နော်။ဒီနေ့မှဖမ်းဆီးရမိတယ်ကျွန်တော်တို့ဆက်လက်ပြီးအရေးယူဆောင်ရွက်သွားဖို့ရှိတယ်ဟုရေဘလူးတပ်ရင်မှတာဝန်ရှိသူကပြောဆိုပါတယ်။ ဆက်လက်ပြီးရွေးကောက်ပွဲအလွန်တော်လှန်ရေးအင်အားစုတွေကိုစစ်တပ်ဆက်လက်ရင်ဆိုင်ရနိုင်ပွဲရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။လာမယ့်နှစ်ကုန်ပိုင်းမှာစတင်ကျင်းပသွားမယ့်အပိုင်းလိုက်ထွေထွေရွေးကောက်ပွဲကနေအစိုးရတရက်ပေါ်လာရင်လေတော်လှန်ရေးအင်အားစုတွေကိုစစ်တပ်ကဆက်လက်ရင်ဆိုင်ရနိုင်ပွဲရှိတယ်လို့စီရေးအခက်ခတ်တွေကသတင်းဌာနကိုပြောပါတယ်။လက်နက်ကင်တော်လိုင်းရေးအင်အားစုတွေကအဲ့ဒီရွေးကောက်ပွဲကိုအတုရောင်လို့သာတက်မှတ်ပြီးစံကျင်တိုက်ဖြတ်သွားမှာဖြစ်တယ်လို့စစ်အာဏာရှင်စနစ်အမြင့်ပြတ်တဲ့အထိတိုက်ပွဲဝင်သွားမယ်လို့ကြွေးကြော်ထားကြတာပါ စေကောင်းဆောင်ဖူချုံမှုကြီးမင်းအောင်လိုင်ကတော့လက်နက်ကိုင်အကြမ်းဖက်မှုတွေချုပ်ငိမ့်ပြီးဒေသတည်ငြိမ်အေးချမ်းမှုရှိစေရေးမဖြစ်မနေဆောင်ရွက်သွားကြရမယ်လို့အော်တိုဘာလ19ရက်နေ့ကပသိမ်တက်နယ်ရှိအရာရှိစစ်တီမိသားစုတွေနဲ့တွေ့ဆုံပွဲမှာပြောခဲ့ပါတယ်။အခုအခါနိုင်ငံတော်ထိုက်တဲ့လောက်တည်ငြိမ်အေးချမ်းနေပြီးထိုင်းနိုင်ငံလုံးတည်ငြိမ်စေရေးစစ်တပ်အနေနဲ့ဆက်လက်ဆောင်ရွက်နေတယ်လို့ဆိုပါတယ်။ CDM ဘူကြီးကောင်းသူဝင်းကစစ်တပ်အနေနဲ့သူတို့ဆုံရှုံထားရတဲ့နေမျိုးတွေကိုတဆင်ပြီးတဆင်ပြန်တိုက်မှာဖြစ်ပေမဲ့ ဒေါ်လာရေးကိုအမြင့်ပြတ်အောင်တိုက်နိုင်မယ့်အနေအထားမရှိဘူးလို့သုံးသပ်ပါတယ်။စစ်ကောင်းဆောင်ကတော့သူတို့စုံချုံထားရတဲ့နေမျိုးတွေကိုသူတို့ကိုအပြတ်မတိုက်နိုင်ရင်သူတို့ကပြန်တိုက်မှာပုံဒီလိုမျိုးမတိုက်နိုင်ဘူးဆိုရင်လက်တွေအနေအထားနဲ့ဆိုရင်တော့ချက်ချင်းကြီးသူတို့တိုက်နိုင်မယ့်အနေအထားမျိုးမဟုတ်ဘူး။ဆယ်စုနှစ်တွေအများကြီးချီပြီးတော့မှတဆင်ပြီးတဆင်ဒီလိုမျိုးအဓိကကျတဲ့မျိုးတွေကနေတဖြည်းဖြည်းရွာတွေပြောင်းဝင်ပြီးတိုက်တဲ့အနေအထားမျိုးတွေသူတို့ဘက်ကအားသာသွားရင်တိုက်လာနိုင်တဲ့အနေအထားမျိုးတွေတော့ရှိတယ်။ ဒါပေမဲ့ဒီလိုမျိုးတိုက်လေတော်လန်ရေးကိုအမြင့်ပြတ်တိုက်နိုင်မယ်ဆိုတဲ့အနေအထားမျိုးကမရှိဘူးလို့ဆိုပါတယ်။အချက်လက်တွေအရအာနာသိမ့်မှုအတွင်နိုင်ငံတော်မှာလက်နက်ကိုင်တပ်ဖွဲ့ပေါင်း900ချက်မနည်းပေါ်ပေါက်လာသလိုအင်အားကြီးတိုင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကလည်းစစ်အာဏာရှင်စနစ်အမြင့်ပြတ်ရေးမှာပါဝင်လာခဲ့ကြတာပါ။ဒါကြောင့်စစ်တပ်အနေနဲ့နိုင်ငံတော်ဝန်ရှိမျိုးပေါင်း90ကျော်ကိုတိုင်းဒေသနဲ့ကိုင်အဖွဲ့အစည်းတွေနဲ့တော်လှန်ရေးအင်အားစုတွေရဲ့လက်ထဲအုံရှုံထားရပါတယ်။အထူးသဖြင့်ရှမ်းမြောက်နဲ့ရခိုင်ပြည်နယ်မှာအများဆုံးဖြစ်ပါတယ်။ ဒီအခြေအနေမှာလာမယ့်ဒီဇင်ဘာ28ရက်နေ့မှာစတင်ကျင်းပမယ့်အထွေထွေရွေးကောက်ပွဲပထမအကြိမ်မှာတရား2မြို့နယ်ပြုလုပ်သွားမှာဖြစ်ပြီး56မြို့နယ်မှာကျင်းပနိုင်တဲ့အခြေအနေမရှိဘူးလို့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကဝန်ခံထားပါတယ်။စစ်ကောင်းဆောင်ကတော့ရွေးကောက်ပွဲလုပ်ဖို့အကြောင်းမျိုးမျိုးကြောင့်ကြန့်ရှိနေတဲ့မြို့နယ်တွေမှာနောက်လာမယ့်အစိုးရအနေနဲ့ဂျားဖြတ်ရွေးကောက်ပွဲကာလမှာဆက်လုပ်သွားဖို့စီစဉ်ထားတယ်လို့ NCA စနစ်ပြနှစ်ပတ်လည်အခမ်းအနားမှာထုတ်ပြောခဲ့ပါတယ်။ ဒါပြင်ပထမအကြိမ်မှာတရနှမျိုးနဲ့ဒုတိယအကြိမ်မှာမျိုးနယ်တရနဲ့ကြန့်ရှိတဲ့မျိုးနယ်တွေကိုတတိယအကြိမ်အဖြစ်ဆောင်ရွက်သွားမယ်လို့ပြောပေမဲ့ဒုတိယအကြိမ်နဲ့တတိယအကြိမ်ရွေးကောက်ပွဲကျင်းပမဲ့နေ့ရက်ကိုတော့ပြောမသွားခဲ့ပါဘူးစီရီယံဘူကြီးစင်ရော်ကနောက်တက်လာမဲ့အစိုးရအနေနဲ့56မျိုးနယ်မှာအပြည့်အဝရွေးကောက်ပွဲလုပ်နိုင်ဖို့ခဲယဉ်တာကြောင့်စစ်တဲ့အနေနဲ့ကာလရှည်ကြာစစ်တိုက်နေရအောင်မယ်လို့သုံးသပ်ပါတယ်ကျန်နေမဲ့မျိုးနယ်တွေကတော့နောက်တက်လာမဲ့အစိုးရပေါ့ သူတို့ဖွဲ့လိုက်မဲ့တရားမဝင်အစိုးရလက်ထက်ကြကမှဂျားဖြတ်ရွေးကောက်ပွဲသူတို့နီးသူတို့ဟန်နဲ့လှုပ်ရမယ်။အဲ့ဒီကြားထဲမှာလဲဂျားဖြတ်ရွေးကောက်ပွဲလုပ်ဖို့ဆိုတာသူတို့ရဲ့စတုထမျိုးဆက်စစ်တပ်ကဆက်ပြီးစစ်တိုက်နေရအောင်မှာပေါ့။အဲ့ဒီအနေအထားမျိုးကိုသွားပြီးတွေ့ရတယ်။အဲ့ဒီတော့တချို့နေရာတွေမှာ56မြို့နယ်ကိုသူတို့ပြန်ပြီးအပြည့်အဝရွေးကောက်ပွဲလုပ်နိုင်ဖို့ဆိုရင်တော်တော်လေးခက်တယ်။ဘာလို့လဲဆိုတော့ရခိုင်မြောက်ပိုင်းတစ်ခုလုံးဆိုတာသူတို့10နှစ်တောင်တိုက်ယူရမယ့်အနေအထားဖြစ်တယ်။ ကျန်တဲ့နေရာတွေကလည်းကာလရှည်သွားပြီးတော့တိုက်ရမယ်လို့ဆိုပါတယ်။လက်ရှိမှာစစ်တပ်ကသူတို့လက်လွတ်ထားတဲ့နေမြေတွေတဲကရှမ်းမြောက်ရှိအချက်အချာကြားတဲ့မြို့အပဝင်းထိုင်းမြန်မာနယ်ဆက်ရှိကရင်ပြည်နယ်က၄ခေတ်ကျော်မြို့တစ်အပဝင်းတပ်စခန်းတွေကိုပြန်လည်ထိန်းချုပ်လာနိုင်ပါပြီ။ဝါရဖြတ်သတင်းစာတွေရဲ့ဖော်ပြချက်အရအောက်တိုဘာ9ရက်ကနေ19ရက်နေ့အတွင်း၄ခေတ်ကျော်မြို့တစ်တင်ငန်းညီနောင်တက်နေမြောက်ပြည်အာရှလမ်းမကြီးလက်ခတ်တောင်ဖျားကုံရှုကင်းတာနဲ့ဆွဲတော်ကုံစတာတွေကိုပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်လို့သိရပါဗျ 2029စစ်စင်ရီဒုတိယပိုင်းအပြီးတရုတ်မြန်မာနယ်စပ်တခြားရှိမြောက်ပိုင်းတိုင်းဒေသလက်နက်ကိုင်အဖွဲ့တွေကိုတရုတ်အစိုးရရဲ့ဖိအားပေးမှုကြောင့်စီးရေးချိန်ခွင်ဟာအပြောင်းလဲဖြစ်လာခဲ့တာပါ။